မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကြားဖြူမှာအေအီလက်နက်ကြီးဒုံချောင်းစစ်ကောင်စီစစ်ကြောင်းတပ်စုဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရခိုင်ပြည်တောင်ဖြူမြို့နယ်မင်းမြင့်ကျေးရွာမှာတပ်ဆွဲထားသည့်စစ်ကောင်စီတပ်မှအရခတ်တပ်တော် AAE လက်နက်ကြီးဒုံးဖြင့်တိုက်ခိုက်မှုတို့ကြောင့်အထိနာကရေနံတောင်ရွာဘက်သို့ဆုတ်ခွာနေရကြောင်းမြေပြင်စီးရေးခြေနေသည့်သူများထံမှသိရှိရပါသည် ချင်းနန်တောင်ရွာဘက်သို့ဆက်ခွာနေရကြောင်းမြေပြင်စီးရေးခြေနေသည့်ရှိသူများထံမှသိရှိရပါသည်။ပီကတိနော်ဝဲမာလာ၁၄ရက်နေ့ကချင်းနန်တောင်ချင်းရွာကနေမြေပြင်ရွာဘက်ကိုစစ်ကြောင်းထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းကိုအာရခတက်တော်ကတိုက်ခိုက်မှုကြောင့်၃၀ထက်မနည်းသေဆုံးခဲ့ပြီးနောက်ချင်းနန်တောင်ရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်းဖြစ်ပါသည်။ သူတို့စက်ကောင်စီတွေတဖြည်းဖြည်းဆုတ်ခွာနေတယ်ဆုတ်ခွာတဲ့လမ်းကြောင်းကိုလည်းအေးအေးကောင်လက်နက်ကြီးတွေနဲ့လိုက်ပြီးရှင်းနေတယ်စက်ကောင်စီတပ်ဖွဲ့ဝင်တွေနည်းနည်းပါးပါးတော့ပဲကျန်တော့တယ်ရေနံတောင်ရွာဘက်ကိုဆုတ်သွားတာလို့စီးရဲချင်းနေတီစီသူကြားပြူဒေသခံတအူးကပြောပါတယ်နိုဝင်ဘာလ14ရက်နေ့မင်းပြင်းရွာသို့စစ်ကြောထိုးရောက်ရှိလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှမိုးလေဝသစခန်းဒေသအခုံရေတာတောင်မှ မှတ်တမ်းထပ်ပုံရိုက်ကိုနေစဉ်အာတခတ်တော်ကလက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့သည့်ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါသည် ထိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မနည်းသေဆုံးသွားခဲ့ကြောင်းသိရပါတယ်။အလားတူနိုဝင်ဘာလ14ရက်နေ့နဲ့15ရက်တိုက်ပွဲအတွင်းရေသာတောင်အောင်ရှင်ဝန်ထမ်းအင်အားအနီးနဲ့ကြေးရွာအတွင်းဖြန့်ကျက်ထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မနည်းအေးအေးတိုက်ခိုက်မှုကြောင့်သေဆုံးသွားတယ်လို့မြေပြင်အခြေအနေသိရှိသူများထံမှသိရှိရပါတယ်။ အဲ့ဒီနေ့နိုဝင်ဘာလ14ရက်နေ့ကမြင်းပြင်းရွာကိုလာတဲ့စစ်ကြောင်းကို AA ကနည်းနည်းလောက်ပဲကြားပြတ်တိုက်ခိုက်ပြီးဆုတ်ခွာပေးခဲ့တာ။ဒါကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကငါတို့ကိုကြောက်ပြီးထွက်ပြေးကြပြီဆိုတဲ့အထားနဲ့တပ်ပုံတွေရိုက်ကြတာ။ဒီဘက် AA ကလုံးဝပြူဟာကြားကြားနဲ့ပြန်သွဲတဲ့အခါကျတော့မခံနိုင်မဲထွက်ပြေးတာဖြစ်တဲ့နောက်ထပ်ဒေသခံတအူးကပြောပါတယ်။ မင်းမြင်ရွာနဲ့ရေနံတောင်ကျင်းရွာမှာတမိုင်ကျော်ခန့်ကွာဝေးပြီးရေနံတောင်ကျင်းရွာမှာအခြေကုန်းယူထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှမင်းမြင်ရွာဘက်သို့အင်အားသုံး၍ပြန်လည်ထိုးစစ်ဆင်မြေအခြေအနေရှိနေကြောင်းလည်းမြေပြင်စီရင်အခြေအနေသိရှိသူများကခံမှန်းကြပါသည်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့်နိုဝင်ဘာလအစောပိုင်းကစ၍တိုင်းချောင်းခေါ်သူနှင့်ရေနံတောင်ကျွရများကိုထိုးပေါက်ဝင်ရောက်လာခဲ့တာကြောင့်အနီးနားကျွရများဖြစ်သည့်ချောင်းပြချောင်းဝချောင်းမြောင်စသည့်ကျွရများအပါအဝင်လက်နက်ကြီးမိနိုင်သည့်စင်ဘောစပတ်ထားနှင့် မင်းရဲ့တိုင်းနယ်စီကျေးရွာပေါင်း20ထက်မနည်းမှာစေဘေးတင်းဆောင်နေကြရပါတယ်ရှင်။ဆက်လက်ပြီးမောရံသူစတက်ကရဲရဲများဖြင့်စစ်ကူများပို့ပေးနေပြီးမိထွက်ပြေးသူများနဲ့အလင်းဝင်သူအယောက်60ကျော်ရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တရင်တိုင်းတိုင်းတရင်တိုင်းမျိုးနဲ့အတွင်းထိုင်းမြန်မာနယ်စပ်မျိုးဖြစ်သည့်မောရံမျိုးကိုတော်လင်းရဲပူပေါင်းတပ်ဖွဲ့များကပီကန်ဒီနိုဝင်မာလာ16ရက်နေ့မှာမြို့သိမ်းပိုင်နိုင်ခဲ့ပြီးနောက်စစ်ကောင်မရှင်ကယနေ့အချိန်ထိစစ်ကူအင်အားများပြားထပ်မံပို့ဆောင်နေကြောင်းသိရပါတယ်။ မောတာမျိုးကိုတိမ်မရရှိပြီးနောက်စစ်ကောင်မရှင်ဘက်မှရဟရင်ကိုစီဖြင့်စစ်ကွင်အင်အားများပြပို့ဆောင်ခဲ့ပြီးမိ၎င်းတို့ထဲမှတော်လိုင်းရေးတပ်ဖွဲ့များထံအလင်းဝင်လာသူနှင့်စစ်တမ်းမှထွက်ပြေးသူများလာကြောင်းစစ်တမ်းမှထွက်ပြေးသွားကြသူများမှအယောက်90ဝန်းကျင်ရှိနေပြီဖြစ်ကြောင်းလည်းသိရပါသည် မော်တော်မှာထိုင်ထားတဲ့တပ်ကပြူဟာအမြောက်တပ်ဖြစ်ပြီးနေဆက်ကိုထိန်းချုပ်ထားပါတယ်။မော်တော်မျိုးပြန်ရဖို့အတွက်စကားဆာမောင်းအင်အားအလုံးရင်းနဲ့လေကြောင်းစစ်ကွယ်အပါဝင်စစ်ကွယ်အများပြားထပ်ပြီးပို့ဆောင်နေပါတယ်လို့အထူးတန်းစစ်ဌာနနေပြူဟာ33စစ်စင်ရဲမှုရဲဘော်စော်နာကူကပြောပါတယ်။လက်ရှိမှာမော်တော်မျိုးမှာထိတွေ့တိုက်ပွဲအချို့လဲဆက်လက်ဖြစ်ပွားနေပြီးမော်တော်မျိုးတွင်တိုက်ပွဲ၃ရက်တာအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်20ကျော်တိစုံခဲ့ကြောင်းလည်းသိရပါတယ်။ မော်ဒါမျိုးတည်မြိတ်တင်းတားရင်မျိုးမှာအ धिक နေဆက်ထွက်ပေါက်လည်းဖြစ်ကောင်းစီဝါရေးအရာအရေးပါသည့်နေဆက်ကိတ်လည်းဖြစ်ပြီးလက်ရှိမှာမော်ဒါန်ဒေတာကံများမှာထိုင်းနိုင်ငံနဲ့နီးစပ်ရာဥယျာဉ်ချမ်းမြေများမှာစေဘေးသိမ်းဆောင်နေကြရပါတယ်တရင်းနိုင်တိုင်းမျိုးတိန်နာတော်လရင်လေးနှစ်ကျော်မှဒါပထမအဦးဆုံးဖြစ်ပါတယ်။မဟာမိတ်တပ်တွေအားလုံးရဲ့ညီညွတ်မှုရလက်လို့လည်းပြောလို့ရတယ်။မြို့ရင်းတိုင်ပွဲမှာ KNL တပ်မဟာလေးနဲ့နေမြေကပြည်သူ့ကာကွယ်ရေးတပ်မတော် PDM ပကဖအဖွဲ့များမဟာမိတ်ပူးပေါင်းတပ်များကကာကင်းဖြတ်တောက်ရင်းနဲ့ စကန်းချင်မုံရီတို့ကဟန်ချန်ညီညီနဲ့လာပေါင်းများစွာပေးဆိုပြီး၄ရက်လောက်နဲ့တင်ပိုင်နိုင်ခဲ့ပါတယ်လို့ရဲဘော်စောတာကဆက်လက်ပြောဆိုပါတယ်။မောရမျိုးရင်းတိုက်ပွဲအတွင်းမှာလည်းစစ်ကောင်ပြင်းတပ်သား52ဦးကိုအရှင်ဖန်ဆင်းရမိခဲ့ပြီးထိုင်းနိုင်ငံအတွင်းသို့လည်းအများပြားထွက်ပြေးခဲ့ကလက်နက်ခဲယံအများပြားကိုလည်းတော်လရင်တပ်ဖွဲ့များကတင်ဆင်းရမိခဲ့ပါတယ်ရှင်။